လောကကြီးကဘာနဲ့တူတော့ဆိုရင် ထောင်ကြီးနဲ့တူတယ်ပေါ့ထောင်တွင်ကြနေကြတဲ့ပုဂ္ဂိုလ်တွေထဲမှာထောင်တွင်မှာကြုံတွေ့ရတဲ့ဒုက္ခဒုက္ခတွေကိုခံစားကြအောင်ထောင်ကလွမြောက်လာလို့ရှိရင်အဲ့ဒီဒုက္ခဒုက္ခတွေမရှိတော့အဲ့တော့ပဲတန်တရာဆိုတာထောင်ကြီးနဲ့လာသရတူတယ် ထောင်ထဲမှာဒုက္ခမျိုးစုံတွေ့ရတယ်လို့ပဲတန်တရာမှာလည်းပဲဒုက္ခမျိုးစုံတွေ့တယ်အဲ့ဒီထဲမှာအဓိကတွေ့ကြရတဲ့ဒုက္ခတွေကိုမြတ်စွာဘုရားဖော်ထုတ်ပြထားတာတော့ဒုက္ခအမျိုးစားပေါင်း၈မျိုးပြထားတာရှိတယ်เนาะဒုက္ခအမျိုးစားပေါင်း၈မျိုးဘယ်သူမှရှောင်လဲလို့မရနိုင်တဲ့ဒုက္ခမျိုးပေါင်း၈မျိုး အဲ့ဒီရှင်မျိုးဒါရေးတွေ့ပြတာရှင်မျိုးချုံငုံပြောလိုက်လို့ရှင်ဘဝမှာဖြစ်နေတဲ့ဒုက္ခတွေကတိတယ်များတယ်ပေါ့ဒါကြောင့်ဒုက္ခဟုသမျှလွန်မြောက်တယ်အဲ့ဒီဒုက္ခရှင်မျိုးကဘာတွေတုံးဆိုဓမ္မစကြမှာမြတ်စွာဘုရားဟောထားတဲ့အတိုင်းစာတိပိဒုက္ခ ဘဝတစ်ခုမှာစပြုတ်ပြီးတော့မွေးဖွားလာရတာလည်းပဲဒုက္ခပဲမွေးဖွားလာခြင်းဟာပြဿနာရဲ့အစဖြစ်တယ်မွေးဖွားလာခြင်းဟာတမန်ကြည့်ရင်တော့လောကကြီးကသူရောက်လာတဲ့လောကကြီးကပျော်စရာကြီးလို့ထင်ကောင်းထင်လိမ့်မယ်လူသားတယောက်အနေနဲ့မွေးဖွားလာတဲ့အတိဝင်ကြည့်မွေးဖွားလာတဲ့အချိန်မှာ မိုးယူပြီးတော့လောကကိုမှဝိဖွာလာတာဖြစ်တယ်အရထဝိဖွာလာသည့်အတွက်ကြောင့်စဉ်စမပြဖြစ်ပေါ်လာမဲ့ပြဿနာတွေကဘာတွေတော့ဝိဖွာလာခြင်းကိုဝိဖွာလိုက်တာနဲ့တပြိုင်နဲ့စဉ်စမပြဖြစ်လာမဲ့ပြဿနာကတဖြည်းဖြည်းကြီးရင်လာပြီးတော့ ိုမင်းလာတဲ့ဆရာတေကြပါ့ဘယ်တာအိုမတေကြပါ့ဘယ်ဘယ်သူမှရှောက်တတ်လို့မရဘူးအနေနဲ့ပြန်မယ်ငယ်ငယ်တုန်းကတော့ဘုန်းကြီးတော့ထင်နေကိုငယ်ငယ်လေးတုန်းကအဖိုးကြီးတွေဖွာကြီးတွေတွေ့တော့အော်သူတို့ဘွေးတယ်အဖိုးကြီးဖွာကြီးတွေထမရဲ့လို့အောင်းမိတယ်အခုကကိုကအဲ့ဒီအဆင့်ရောက်လာဖွာကြီးဖွာကြီးဖြစ်လာ ကိုလည်းရောက်လာတာပဲအဲဒီကိုအိုမင်းနဲ့အဖိုးဖွာဆင်ကိုကိုကရရောက်လာပြီဆိုတော့မှအော်လူတိုင်းရောက်ရမှာပါလားဆိုတာသူအော်ပေါက်တယ်ပို့ပြီးတော့သဘောပေါက်လာတယ်မရောက်သေးရင်လက်တွေ့မဟုတ်သေးဘူးရောက်လာပြီဆိုရင်တော့ဒါလက်တွေ့အိုချင်းဆင်းရဲဆိုတာတကယ်ဟုတ်တယ်နော် 五经释延说的这个事。啥子呀呀？六表母的松松多的，二阿的松松多的，咩一辈松松多的？看那个也双双来母的，咩一松松多的？咩是也双双来母松松呢？ နာရဲ့ဆွမ်းဆောင်မှုတွေဆုံးရှုံးနေသွာလာလှုပ်ရှားမှုဣရိယာပုတ္တရဲ့ဆွမ်းဆောင်မှုတွေလည်းဆုံးရှုံးနေအများကြီးဆုံးရှုံးသွားကိုလိုက်တာအဲ့တော့အဲ့ဒါဆင်းရဲပဲစာတိဆိုတာမွေးဖွားလိုက်တာနဲ့တပြိုင်နဲ့စာတိဒုက္ခရင်ဆိုင်ပြီးတာနဲ့နောက်ကနေဒုက္ခတွေတတိကြီးရောက်လာအဲ့ဒုက္ခတွေကစရာ စရမရောက်ခင် စရရောက်ပြီနော်ဘာဖြစ်တုံဆိုဖြာတိခဏကိုမှာဟူနာနာတိနာနာခံရခဲ့တဲ့ဒုက္ခဝေဒနာတွေပေါ်တယ်ဖြာတိပိဒုက္ခအတိပိဒုက္ခဒါလည်းရှောင်လည်းလို့မရဘူးအဲ့ဒုက္ခတွေတန်တရားဆိုတဲ့ထောင်းတွင် ရောက်လာတာဟာစာတီးနဲ့ရောက်လာတာဘုန်းကြီးတို့တွေမွေးလိုက်ခရေကတန်တရားထောင်နေမှာတန်တရားထောင်ကြီးတယ်ရောက်လာရောက်လာတာနဲ့တပြိုင်နဲ့စရာဒုက္ခတွေ့ပြီဖြာရီဒုက္ခတွေ့ပြီမကြခင် တွေ့ရမှာကမရဏဒုက္ခတွေ့သွားတဲ့ပုဂ္ဂိုလ်တွေနဲ့အများကြီးကြုံခဲ့ပြီ တွေ့သွားတာလေအများကြီးကြုံခဲ့ပြီ။နာယေဆိုတဲ့ဝေါ်ဟာရနဲ့လိုက်ပို့ခဲ့ရတာလေအများကြီး။အဲ့ဒါလို့မရဏဒုက္ခဆိုတာလည်းပဲဒီတန်တရားထောင်ကြီးတွေမှာရှိနေတယ်ပေါ့။တန်တရားဝရှိရမှာရှိနေ။ဒါလည်းဒုက္ခဓမ္မကြီးမှတဲ့ဒုက္ခ။ ဖြီချားတယ်မှာဒါကတော့အစနဲ့အဆုံးကိုအကြီးမားဆုံးဒုက္ခကြီးတွေကိုပြောလိုက်တာမွေးဖွားခြင်းနဲ့သစ္ဆုံခြင်းဆိုတာဘဝမှာအကြီးမားဆုံးဒုက္ခဒီဒုက္ခ၃မျိုးအပြင်မှာကြုံတွေ့နိုင်တဲ့ဒုက္ခတွေအရှိသေးတယ်ဘာတွေတော့ဆိုတော့တောက ဆိုရင်ရတယ်ဆိုရင်စိတ်တွေဖြစ်တယ်ညတိပြဒနာအမေသိလို့အဖေသိလို့ပစ္စည်းတွေဆုံးရှုံးလို့ဆွေရမျိုးတွေသိလို့ပစ္စည်းတွေဆုံးရှုံးလို့ယောဂဝေဒနာဖြစ်လို့ခုခေတ်ဆိုယောဂဝေဒနာတွေအမှဓမ္မကြောက်ရှာကောင်းတယ် တချို့ယောဂဝေဒနာကုမရတဲ့ယောဂဝေဒနာတွေဆိုရင် လူကသိဖို့စောင့်နေရတယ်လို့ဖြစ်အယောဂဖြစ်ပြီဆိုလို့ရှိရင်ဒါပြဿနာတစ်ခုပဲဈာမရေးတစ်ခုဆုံးရှုံးသွားတယ်အဲ့တော့အမေသေးတယ်ဖေသေးတယ်ဆွေမျိုးတွေသေးတယ်အဲ့ဒါဆိုရင်လည်းတောကဖြစ်ကြလူတွေပြည့်စုံစားရေးဆုံးရှုံးကြတယ်တောကဖြစ်တယ် ကျမ်းမာရေးဆုံးရှုံးပြီးယောဂဖြစ်တယ်ဒါလည်းတော့ကဖြစ်တာရောခပြဒနာလို့ခေါ်တယ်ညာတိပြဒနာ ပောခပြဒနာ ရောခပြဒနာဒီသုံးခုကလူကိုနှိမ့်ဆက်နေတာကြုံတွေ့တဲ့အချိန်တိုင်းတော့ကဖြစ်တယ်နောက်တော့ကဖြစ်နိုင်တဲ့အရာနှစ်ခုကတော့လူတွေကတော့သိမဖြစ်ပါဘူးအဲ့ဒါအတွက်တော့ကသိဖြစ် တောကဖြစ်เสียကောင်းတာအရင်ကကပိုကောင်းတယ်။ဘာလို့ဆိုရင်သီလပြတနာနဲ့ဒိဋ္ဌိပြတနာ။ကိုချင်းတရားပျက်စီးခြင်းသီလပြတနာ။အယူဝါဒပျက်စီးခြင်းသီလပြတနာဆိုတာကာဘသီလကျိုးပေါက်ခြင်း။ကိုချင်းသီလကိုမထိန်သိမ်းမဆောရှောက်ခြင်း။အဲ့ဒီအတွက်တော့လူတွေက ်ရတော့ပြင်မစိုးရညာဘူးလို့ထင်တယ်သို့တော့ဘာကြောင့်ဒီပြဿနာတွေထဲထားတော့ဆိုရင်ငါဘာတိလကျုပ်ပေါ့ချင်းဟာတော့ဘဝအတွက်အခြေအနေမကောင်းတာပဲနော်အပေငရဲကြဖို့လမ်းကြောင်းပေါ်ရောက်သွားတာပဲတိလပျက်စီးသွားပြီဆိုရင်အပေငရဲရောက်ဖို့ခွချက်ချက်တော့မရောက်သေးဘူးဒါပဲလို့ 那不了，能不能说：“讲也不事了，对吧？”“哎，对所以没什么，所以所以的，就是，只不过吗？现在我家里穿了，了，偏了，穿了，把我那那那穿了，这都估计你也别事提出来了，我讲给就度下面的卡乱七八的。的” လဲကြမယ်တိရိစ္ဆာန်ဖြစ်မယ်ပြိတ္တဘဝရောက်မယ်အပေဘုံရောက်သွားမယ်အဲ့ဒါပို့၆ဆက်ပေါ့ပြောရတာကတခဏခံရမှာကသာဝရဆိုလို့ဖြစ်တယ်သို့သော အပြောတခဏလေးကိုကြည့်ပြီးတော့ခံရမဲ့သာဝရကိုမေ့ထားနိုင်ကြသေးတယ်သူတွေဒါမှမဟုတ်သီလပြဒနာကိုသိပြီးတော့ ခေါင်းထဲမှာမထည့်တဲ့လူတွေအများကြီးပဲ။နောက်ဒိဋ္ဌိပြဒနာဆိုရှိတယ်။အမြင်တွေပျက်စီးသွားတယ်။အယူဝါဒတွေပျက်စီးသွားတယ်။အဲ့ဒီဒိဋ္ဌိပြဒနာဆိုတာဘာပြောတာတော့ဆိုရင်ကံတရားရဲ့အကျိုးကိုညှင်းပယ်တာ။ကောင်းတာလုပ်လဲကောင်းကျိုးမရပါဘူး။ဆိုးတာလုပ်လဲဆိုးကျိုးမဖြစ်ပါဘူး။နောက်ဘဝဆိုတာမရှိပါဘူးအဲ့ဒါလို့ မင်္ဂနဲ့အယူဝါဒမဟုတ်ပဲနဲ့မာရင်းနဲ့အယူဝါဒကိုလက်ခံတာ။တောင်ဘောကဟိုမယုံဘူး။နော်တောင်ဘောမယုံဘူး။သိပြီပြန်မွေးမယ်ဆိုတာမယုံဘူး။ကောင်းတာလုပ်လို့ကောင်းတဲ့ဘုံရောက်တယ်ဆိုတာလည်းမယုံဘူး။မကောင်းတာလုပ်လို့ငရဲကြမယ်ဆိုတာလည်းမယုံဘူး။လက်မခံဘူး။အဲ့ဒါဒိဋ္ဌိပြဒနာလို့ခေါ်တယ်။အဲ့ဒီဒိဋ္ဌိပြဒနာကလည်းပဲ ဒီဘွားမှာအရှင်ပြေးနေတဲ့အချိန်မှာတော့သူက ပြောနေကောင်းပြောနေလိမ့်မယ်။သို့သောနောက်ဆုံးထွက်တဲ့ရဲ့နောက်မှဆိုရင် သူ့အတွက်ကအကောင်းမရှိတော့ဆိုရင်မဲဆိုရင်လွန်ဆိုရင်ကြကောင်းတဲ့အရာရှိပြီ။နောက်ဆုံးထွက်တဲ့ရဲ့နောက်မှဆိုရင်အကောင်းမလာတော့ဘူး။တကယ်အဆိုးတွေနဲ့ရွေးကြုံရမယ် 好了，老师别说别个、啊。马云那边我来看他的布谷的鸟谱。我也不玩那堆三不玩、啊，他给我瞄了一下面，瞄了那一眼不。所以那个哈，我也不玩那堆三，只能给我瞄了那一眼，老师说别好着。 အဲ့တော့လာလာမကောင်းဘူးပေါ့နော်လာလာမကောင်းအဲ့ဒါလေပြဒနာနှစ်ခုတည်းမှာထည့်ထားတယ်သူတို့ကရေရှိပျက်စီးမဲ့အရာတွေဒီညာတိပြဒနာဆိုတာရေထူဒီဘဝတခဏဘောကပြဒနာဆိုတာပြန်ရှာလို့ရသေးတယ်ရောဂပြဒနာလည်းကျမ်းမာရေးကုစားလို့ရသေးတယ်အဲ့ဒီပြဒနာတွေကသို့တော့ ဖြစ်ထတဲ့လူတွေမှာစိတ်တော့ကောင်းရားဖြစ်စီရားဖြစ်စီအဲ့ဒီတော့ကဆိုတဲ့ရှင်နေနှလုံးထဲမှာပူလောင်နေတဲ့ခံစားချက်စိတ်ထဲမှာဖြစ်တဲ့စိတ်ခံစားချက်ဒေါမနတဝေဒနာလို့ခေါ်တဲ့စိတ်ခံစားချက်ဒါလည်းဒုက္ခပဲတန်တရာထဲမှာရောက်လာရင်အဲ့ဒီဒုက္ခတွေးမှာပဲသိကြတယ် နောက်တစ်ခုကအဲ့တော့က6မထိန်နိုင်တော့ရိပ်ကြငိုကြွေးရတာပရိဒီဝါတောကဖြစ်ရင်ပရိဒီဝါတော့ဆောက်လိုက်လားဒါလည်းရှင်ရဲ့ဒုက္ခတစ်ခုပဲနောက်တစ်ခုကဒုက္ခဒုက္ခဆိုတာကာယကဒုက္ခကာယကဒုက္ခ ခန္ဓာကိုယ်မှာယောဂကြောင့်ဖြစ်စေနာကျင်နေကြိုက်ခဲတယ်တစုံတစ်ခုထိကြိုက်မှုလို့ဖြစ်စေတစုံတစ်ခုကြောင့်ဖြစ်စေခန္ဓာကိုယ်မှာ နာကျင်နေကြိုက်ကဒုက္ခတွေခံရတယ်အဲ့လိုမရဘူးစားလို့မရဘူးအဲ့လိုမရဘူးဒုက္ခဝေဒနာတွေမျိုးစုံခံစားကြိုက်ကဒုက္ခ အဲ့ဒီကာယကဒုက္ခဖြစ်တာ ਨੇ နောက်ကပါလာတော့ဆိုဒေါမနတစေတသိကဒုက္ခစိတ်ထဲမှာမခံစားနိုင်လောက်ဖြစ်လာတယ်ဒေါမနတကိုနဲ့သောကကဆိုရင်ဒီဒေါမနတကမခံစားနိုင်လောက်ဖြစ်တာအဲ့နှစ်ခုစလုံးကဒေါသနဲ့ဖြစ်လာတာ၄ကြီးပဲ သို့သောတောကကဆုံးရှုံးမှုနဲ့ပတ်သက်တယ်။ဒေါမနတကတော့ဒေါသဖြစ်တာနဲ့ပတ်သက်တယ်။ကာယကဒုက္ခဖြစ်ရင်စိတ်ထဲမှာမခံတာလို့ရှိရင်ဒေါသတွေဖြစ်တယ်။အဲဒေါသစိတ်ခံစားမှုတွေရလည်းပဲသူရဲ့ငြိမ်ချမ်းမှုကိုပျက်စီးစေတာပဲ။နောက်တစ်ခုကဘာလို့ဆိုဥပယတာဥပယတာဆိုတာဒေါသပဲသူက ဒေါသထွက်လွန်အောင်ကြည့်တဲ့အခါမှာလူတွေဟတ်တဲ့ရသွားလို့တည်ထောင်ဖြစ်တယ်။စိတ်ဒေါသဖြစ်ရင် စကားတော့မပြောနိုင်တော့ဘူး။အဲ့ဒီလူထောင်ဖြစ်တတ်တယ်။အဲ့တော့ဒေါသဖြစ်နေတဲ့လူတယောက်ဟာစိတ်ပင်မမှုနဲ့ရင်ဆိုင်ရတယ်။အဲ့တော့လေဒုက္ခပဲ။တန်တရာတွေမှာတွေးရတဲ့ဒုက္ခတွေ။အဲ့ဒုက္ခတွေကိုမြတ်စွာဘုရားဖော်ပြထားတယ် သာတိစရာဖြာသာတိစရာမရဏဖြာရိမထေဖြာရိမပါနော်သာတိစရာမရဏတောကပရိဒီဝဒုက္ခတောမနတာဥပယတာဒီရှိခုဖြာရိကထဲ့မထတာဗောထဲ့ဘာလို့ထဲ့မထတာလဲစရာထဲမှာပေါင်းထားလို့အဲ့လိုပြောလို့ရတယ်နော်စရာနဲ့ဖြာရိကိုတွဲပေးထားတာ အဲတချို့စာအုပ်တွေမှာတော့ပါတယ်ဖြာတိသို့တော့မိတစ်ဆက်တပါရေးတွက်တဲ့အခါမှာဖြာရိမပါတစ်ဆက်တည်းအပုမိဆိုတာရေးတွက်တဲ့အခါမှာဒီဟာရှိခုနဲ့ရာဂဒေါသမောဟသုံးခုထဲအဲ့ဒါလူတွေကစတမီငြိမ်းခြင်းလို့ဘာလို့လို့71 71တိရှောက်လို့ကြာငြိမ်းပါမလားအဲ့လိုလုံးရုံနဲ့ခဏလေးလှုပ်ထန်တဲ့ငြိမ်းမလား ဖျောင်းတိုင်းထွေးရင်တော့ဆက်တဲ့ဆက်တဲ့တိုင်းရှင်းလူပြန်တော့လဲဆက်တဲ့ခွက်ပန်းတစ်ပြန်တော့လဲဆက်တဲ့ပွင့်ပိုးလှူမကောင်းလားအဘလို့လဲဆက်တဲ့မီးငိမ့်ညင်တာတဲ့ဆက်တဲ့မီးဆိုအဲ့ဒါလေးပြောတာပဲနော်သာတိစရာပရဏာဒုက္ခပရိဒေဝဒုက္ခဒေါမနတာဥပယတဒီရှင်မျိုးမှာ ရာဂဒေါသမောဟဒီသုံးခုထဲလိုက်တစ်ဆက်တည်းသည့်အပူမီးလို့ခေါ်တယ်။ဒါတွေကပူလောင်တာတွေကြီးပဲကောင်းတော့။ဖြာရီထဲလိုက်မယ်ဆို12မီဖြစ်သွားမှာပေါ့နော်။အဲ့တော့12မီ7မီရဲ့ဘယ်မှာဟောတာတော့ဆို အာဒိဋ္ဌပရိယာယသုံးပါဟောတာ။မီးအနေနဲ့ဟောတာအာဒိဋ္ဌပရိယာ ဒါကပဋိစ္စသမုပ္ပါဒ်မှာဖော်ပြထားတဲ့ဒုက္ခရှစ်မျိုးတန်တရားကိုဆိုးထဲမှာကြုံတွေ့နေရတဲ့ဒီဒုက္ခရှစ်မျိုးအဲ့ဒီဒုက္ခရှစ်မျိုးကလွတ်ဖို့လူကမွေးလာတာနဲ့တပြိုင်တည်းအဲ့ဒီဒုက္ခရှစ်မျိုးနဲ့ရင်ဆိုင်တွေ့ရမှာပဲ